အားလုံးပဲမင်္ဂလာပါရှင်။ Live Within S Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကလေးဖတ်ပြပေးချင်တာလေးကတော့ဆရာမကျူးရဲ့ကျမချစ်တော်ကဘာမီဆိုတဲ့စာအုပ်လေးတွေမှာ ကဘာကြီးပူနွေးလာခြင်းဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးခြင်းပါတယ်။ဖတ်ပြခွင့်ပြုပါရန်ဆရာမနဲ့တူတက်ဆိုင်သူအားလုံးကိုခွင့်တောင်းအပ်ပါတယ်ရှင်။ကဘာကြီးပူနွေးလာခြင်းတမီးရေရေလန်ကျောင်းမှာစောင်းဝင် နေပြီလား။ဒီရန်ကုန်မှာတော့စောင်းနဲ့တူတာဆိုလို့ညနေညီဝင်စောတာတစ်ခုပဲပြောစရာရသေးတယ်။ပူအိုင်မြဲပူအိုက်လျက်ပါပဲ။ ဒီနေ့မိုးနောင်ကောင်းလို့ဆောင်းရစီမှာအေးပုံမဲလို့ခံမှန်းတဲ့စကားတွေကြားရတယ်။အေးကိုအန်တီကဝမ်းမြောက်ဝမ်းသာကြိုဆိုဖို့ပြင်နေတော့မယ်။အဘူကိုတနေ့ပြီးတနေ့လက်ခံနေရတယ်။ဒီနေ့ဆောင်းဝင်ကအခုထစ်တော့အရင်နှစ်တွေထက်ပိုးပူနေတော့မယ်။ရုံမြင့်တန်ကြားကပြောပြတဲ့မိုးလေဝသအခြေအနေမှာအမြဲမြင်တွေ့နေရတဲ့မျိုးတွေရဲ့အဘူဒီကလူတွေကတော့ဆောင်းနဲ့တော်တော်ကိုဝေးသေးတယ်ဆိုတာပြနေလေရဲ့ကွယ်။သူတို့ပြောပြောနေတဲ့ ကဘာကြီးပုံနှွေးလာခြင်းဆိုတာထင်ပါရဲ့အန်တီတို့ငငယ်တုန်းကတော့စောင်းရသေးဆိုရင်တကယ်မြူနစ်တွေစိုင်းလို့ချမ်းလိုက်တာကလည်းမပြောပါနဲ့တော့ရှင်နန်းချောင်းအိမ်ရဲ့အဲကမ်းမှာမီလင်းပို့ထားခဲ့ရတယ်လေမီလင်းပို့ရဲ့ဘေးမှာမိသားစုဝိုင်းထိုင်ပြီးညတွေမနေ့တွေမှာမီးလုံကြရတယ်အန်တီတို့ကလေးတစ်သိုက်ကစကြက်မိမိကသမီးမြစ်လို့အန်တီတို့ခေါ်တဲ့ထမ်းမြစ်တွေကိုမီးဖုတ်ပြီးတော့စကြက်လိုက်မီးလုံလိုက် ံပင်မြစ်တွေစားလိုက်နဲ့အေးရချမ်းရတဲ့အရာသာကိုအခုပြန်စင်းစားရင်အခုထိလွမ်းနေတော့မယ်။အခုတမီးတို့စီမစောင်းဟာစောင်းတဲ့တူအောင်အေးရရဲ့လား။ Global running ဆိုတဲ့ဝါကြီးပူနွေးလာမှုဟာတော်တော်ကြောက်စရာကောင်းတဲ့ချင်းချောက်မှုအန္တရာယ်မှုတစ်ခုပဲလို့တောင်းကျင်ထင်းသိမ်းသမားတွေကထောက်ပြကြတယ်။ Global running ဆိုတာကိုတမီးနားလို့အောင်ဂျန်ပြင်းပြောရရင်နေ့စဉ်စက္ကန့်နဲ့အမြထွက်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဖြူ ဟိုတူးတန်းငွေတွေဟာလေတူးအပူချိန်တက်လာပြီးကဘာကြီးပူနွေးလာတာကိုခေါ်တာပါရှာကုန်မြေရလေတူးထဲမှာကာဗွန်အောက်ဆိုက်တန်းငွေအချို့ဟာဘယ်အချို့စတီတက်နေလဲလို့တို့အတိအကျမသိနိုင်ပေမဲ့ကိုရှူသွင်းရတဲ့လေဟာအရှင်လိုအရသာမရှိတော့တာအစုပ်အပြည့်အားရပါရမရှိဘူးလို့အသက်ကိုမြင်ပြီးရှူနေကြရတာခံစားသိရတိနိုင်တဲ့အဆင့်ထိအပူချိန်တွေတစ်နှစ်ပြီးတစ်နှစ်မြင့်တက်လာတာဒါတွေဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးသမီးရဲ့ ကဝနာအောက်ဆိုင်အချိုးစားဟာဘလို့ကြောင့်မြင့်တက်လာသလဲလို့သမီးမင်းရင်တော့အချက်၃ချက်ကိုအကြံအဖျင်ပြောပြရမယ်။နံပါတ်၁တစ်ပင်တွေတက်တော်တွေကြုံတိမှုအဲ့ဒါကိုဒီတို့ကဒီ forestation လို့ခလုံးတုံးကြတယ်။နံပါတ်၂ယူကြီးတွေမှာလူကြီးထူထက်စက်သိပ်လာမှု population growth ပေါ်ကွယ် ။လူကြီးတွေမှာလူကြီးအဆမတန်များပြားလာတဲ့အခါမြို့ရဲ့ area student မိုင်းနဲ့မမြတ်အောင်ကြက်သိမ့်လာလေရှိတယ်။နံပါတ်3စက်မှုနည်းပညာတွေအသုံးများလာမှု technology group ဟာလေဒီထဲမှာကမ္ဘာ့ outside မြင်လာတဲ့အကြောင်းရင်းတစ်ခုပဲပေါ့။နောက်ထပ်လူကြီးညဉ့်ညံ့မှုကမ္ဘာ့ outside အကျိုးဆများလာတဲ့လူကြီးကြောင့်တိုက်ရိုက်ဖြစ်တာကအပူချိန်တက်လာတာ။ ။ဥရင်တက်လာတော့ရာသီဥတုပြောင်းလဲစိုးဝါးကုန်တာပေါ့။ဒါပြင်နေသူထဲမှာဒငွေတွေဟာအချိုးဆမင်းကြီးများပြောင်းလဲကုန်တဲ့အခါဥဆုံးလှောက်ပောက်ကွဲမှုဆိုတဲ့ကြောက်စရာအန်ဒီရယ်တွေကြုံလာရတာပေါ့။အန်ဒီတို့ရန်ကုန်အသက်ကကောင်းကင်မှာဥဆုံးလှောက်မပောက်ပါစေနဲ့လို့ဆုတောင်းနေကြရမှာပဲ။ဥဆုံးမှာဆိုတာကိုတမီးတည်တယ်မဟုတ်လား။နေစီကလာလာတဲ့ Atrial Violence ခင်းလွန်ရောင်ကြီးတွေကို ဘာကြီးစီမြောင်းအောင်တားပေးရကြအလွားတစ်ခုလေးတလောတော့ကရုံမြင့်တန်ကြားဂျူဂျူသတင်းမှာသမီးလေးတွေးလိုက်ရမှာပါအဲ့ဒါအဓိကပေါ်ကဥဆုံးလာအပေါက်ကြီးကြီးကိုလေသူတို့အဲ့ဒီအပေါက်ကိုဖာဖို့စူးစမ်းနေကြလေရဲ့ဥဆုံးလာကသာဒီခင်းရလွန်ရောင်ကြီးကိုမကာကွယ်ပြီးနိုင်ခဲ့ရင်ဖြစ်လာမယ့်အနေအပေါင်းမြောင်များစွာထဲမှာအတိတ်အဆုံးကတော့ရေပြားကင်ဆာပါပဲတဲ့ လေလူရဲမှာတံခွေတွေအချိုးစပြောင်းလဲကုန်တဲ့အခါလေလူကညဉ့်ဉန်းလာတယ်။လေလူကိုယ်တိုင်ကတန့်စင်မှုမရှိတော့တဲ့အခါဒီလေလူကမကောင်းတဲ့တံခွေတွေကိုဘယ်လိုလုပ်ပြီးစစ်ထုတ်ပေးနိုင်တော့မလဲ။အန်ဒီတို့မျိုးပစ္စည်းတွေမှာစက်ယုံဆောက်လို့ရလားတဲ့ဗေဒပစ္စည်းတံခွေတွေဓာတုဗေဒပစ္စည်းတွေအဓိကအားဖြင့်မိသိန်းတံခွေတွေဓာတွေကိုလေလူကတန့်စင်မပေးနိုင်တော့ဘူးပေါ့။အဲ့တော့ဘာဖြစ်လာမလဲ။ အန်ယူတို့လူသားတွေရှင်နေရတဲ့လေလူဟာအစိတ်တောက်ဖြစ်တဲ့ဒဏ်ငွေတွေကိုရောနှောထားတဲ့တိုနစ်ကိုတေးဝါကြီးဖြစ်လာရတာပေါ့နောက်တစ်ခုယေရုညဉ့်ညမ်းမှုဝါကြီးပူနွေးလာလို့ကမ္ဘာရေပြင်ထုမြင့်တက်လာမယ်ဆိုရင်တမီးအရာကိုနားလည်နိုင်ပါမလားဒုကမ္ဘာကြီးမှာရေခဲပြင်ဒေသရှိရာတမီးဒေသပဲအဲ့ဒီရေခဲတောင်ကြီးတွေရေခဲပြင်တွေဟာအရေးပြောထားမယ် ီတော့ပင်လေရေမျက်နှာပြင်မြင့်တက်လာတာပေါ့မြို့တွေကို ရေလွှမ်းမှုတွေဖြစ်လာမယ်မြေပြင်ရောရေပြင်ရောညဉ့်ဉန်းကုန်မယ်ရှင်နှန်းเจ้าမှာအေယာရီမြေရဲ့တချိန်ဆိုရင်အန်ဒီတို့ငငငကမြေရဲ့ရှန်တဲ့ပတ်ဝန်းကျင်ကိုသွားသွားကြည့်ကြရတာအလေးထားတစ်ခုပဲရေကြည့်သွားမလို့လို့အန်ဒီတို့ပြောကြတယ်အိမ်ထဲမှာ ရေတွေဝင်ပြီးရေတွင်းရေတွေအင်ညာရေတွေ မြေကြီးတွေဖုံးလို့တိမ်လုံးရေပြင်းဖြစ်နေရတဲ့အိမ်တွေကိုအန်တီတို့ကခလန်းလန်းထရအမြင့်စီကနေလှမ်းကြည့်ပြီးအထူးဆန်းမြင်ပွင့်မှုပြောခဲ့ကြတယ်။စဉ်းစားကြည့်ရမှာအဲ့ဒီအိမ်တွေမှာနေတဲ့အိမ်သားတွေဘလောက်စိတ်ပြတ်စိတ်ညစ်နေမဲ့အချိန်လဲ။အဲ့ဒီအချိန်မျိုးမှာလူကြီးတွေကလေးတွေတယုံယုံနဲ့သူတို့အိမ်တို့ကိုပွဲကြည့်သလိုလာကြည့်ခံရတာဘလောက်ဒေါသဖြစ်လိုက်မလဲနော်။အဲ့ဒီတော့ကတော့မြေရှင်လို့အဲ့ဒီပတ်ဝန်းကျင်မှာ လေရုတွေရေရုတွေဘလောက်ညစ်ပတ်လာမလဲလို့အန်တီတို့ဖယ်တွေးမိမလဲခန္ဓာရှင်တွေကတော့ဒုက္ခတွေကိုစိတ်ပြတ်ရလအောင်ကိုခံစားခဲ့ကြရမှာပဲเนาะအဲ့ဒါရေနံချောင်းမှာအေယာဝိမိကြီးကြောက်တဲ့ဒုက္ခပဲရှိသေးတယ်အေယာဝိမိကြီးဟာတနိုင်လုံးတနိုင်ငံလုံးနေရာအနှံပြားမှာတပြိုင်လုံးရှင်လာဒါပြင်တန်လွင်စစ်တောင်းချင်းတွင်မြေအလုံးရေတက်ရေရှင်ဖြစ်တာ ။ဒါပြင်ပင်လယ်တွေအကုန်ထိရေတက်လိုက်ကျလိုက်ဖြစ်နေတာ။ကဘာကြီးမတန့်စင်ရေထူတဲ့ညစ်မယ်။ရေထူညစ်ရင်ဒေထူရောကဘာမြေရောညစ်မယ်။အကုန်အပြန်လှန်ပေါ့ကွယ်။လူတွေတန်းနဲ့ခြီးပြီးတည်ကုန်ကြမဲ့အဖြစ်ပေါ့။ပေါ့ပေါ့အနေရလေးတော့မဟုတ်ဘူးပေါ့။အန်ဒီတို့အဓိကတုံးနေတဲ့ AR မြစ်ကြီးကရောဘလောက်တန့်နေသေးလို့လဲ။ တမီးကအမြဖူးသေးလို့ AR မြင့်ရဲ့အစာပိုင်းဟာဘလောက်တန့်နေဆိုတာအတိမမဟုတ်ဘူး။တမီးဒီမှာကရေနံချောင်းမှာမြည့်တက်တဲ့အချိန်ရဲ့ AR ရှူခင်းပဲတည်နေ။ရေနံချောင်းကနေကုံဆောင်ကိုမော်တော်နဲ့ဖြည့်ရပြီမှာတမီးမြင်ရတဲ့ AR မြည့်ရဲ့အယောင်ရွှွန်ရောင်ဖြစ်နေတာပဲတည်မယ်။တကယ် AR မြည့်ရဲ့အစာဟာလေဟိုးအောက်ခြေကြောက်စရခဲတွေကိုအပေါ်ကနေထွင်းဖောက်မြင်နေရလောက်အောင်တောက်ရီလိုပဲကြည်လင်းနေတဲ့ AR တမီးရဲ့ ကိုအောက်ကသဲဖင်းကိုမော်တော်ပေါ်ကကြည့်ရင်အတိုင်းစားမြင်နေရတဲ့အေယာဝရီအဲ့ဒီအေယာဝရီဟာမြစ်ဆုံကနေဗမော်လောက်ထိတန့်စင်ကြည်လင်းနေတာမြည်ရီကိုဒီတိုင်းသားလို့ရလောက်တယ်အန်ဒီရုစီရောက်လာတဲ့မြည်ရီကတော့အဲ့ဒီလိုမကြည်လင်တော့ဘူးပေါ့မြို့အထက်ထက်နေရရက်ကိုဖြတ်လာပြီးလုံးမြေတွေမြေစီလာတွေကမ်းပါမြေတွေကိုတိုက်စားတိုက်ဆောင်လာခဲ့တဲ့အေယာဝရီမြင်းဟာ မျိုးတိုင်းမျိုးတိုင်းရဲ့အညစ်အကြေးတွေကွာတဲခဲ့ရတာလို့အန်တီပြောရင်တမီအံ့ဩမလားလေရီမော်တော်ရီဘော်ကအညစ်အကြေးပေါင်းဆုံးမြစ်ကမ်းမျိုးပေါင်းကအညစ်အကြေးပေါင်းဆုံးတဲမှာ လူမစင်းနေစားခြင်းစားကြံတွေအမိုက်တွေခွေးသေးကောင်းတွေစက်ရုံညစ်အကြေးအစိတ်တောက်ပစ္စည်းတွေအများကြီးအများကြီးတမီစဉ်းစားလို့ရသမျှယူစရာအညစ်အကြေးမှန်သမျှအရာတွေမြစ်ထဲကိုရောက်တယ်လို့တွက်လိုက်စမ်း ဘလောက်ဆိုးွားလိုက်တယ်နော်တန်းစင်ကြည်လင်နေတဲ့ရေကန်တစ်ခုတည်းကိုအညစ်အကြေးတစ်ဆက်ကျသွားတာမသိကြပါဘူးညစ်နေတဲ့ရေပြင်တဲကိုကျသွားတဲ့နောက်ထပ်အညစ်အကြေးတစ်ဆက်ဟာအစိတ်တောက်ဖြစ်လာစေတယ်လေခြေထုညဉ့်ညမ်းမှုကို အမြဲတိုင်းထွာတက်ချွက်နေတယ်ဥရောပနဲ့အမေရိကန်နိုင်ငံတွေမှာမြေကမ်းဆက်ရေးဖိလေရေးသမုဒ္ဒရာရေးတွေနဲ့အညစ်အကြေးအချို့ကိုသိစေသိနေကြတယ် အချို့ကန်းစက်တွေဆိုညဉ့်ညမ်းကုန်ကြပြီကွရေကိုတောက်ရည်အဖြစ်သုံးဖို့မဆိုထားနဲ့ရေစင်းချိုးဖို့တောင်းအနာပိုင်တွေနဲ့တားမြစ်ယူကြတယ်ကျမရေးထိခိုက်မှဆိုးလို့ပေါ့တမီးရေအန်ဒီတို့ရေအရာရီကန်းစက်မှာရေရဲ့အညစ်အကြေးအချို့အစာကို စနစ်တကျတိုင်းထွာပြီးသိမထားပြီမယ်အညစ်အကြေးအမှိုက်ပေါင်းများစွာကိုတွန်ချခံရရတာကမျက်မြင်ပဲမှုရေအားညစ်နေပြီဆိုတာတော့အားလုံးသိပါတယ် အရာတွေမြေကိုသုံးတဲ့အခါတချို့ကရေကိုကြည်အောင်နေထိုင်အောင်စီယူကြတယ်။အပေါ်ရန်စစ်ထားတဲ့ရေခက်ကြည်ကြီးထဲမှာအစိတ်တောက်အညစ်အကြေးတွေတည်းနေကုန်ပါစီလို့ဆူတောင်းရမှာပဲပေါ့သမီးရဲ့။နောက်ခုမြေဓုညဉ့်ဉန်းမှုတတော်ပြုံးတာကြောင့်တောက်သုံးရင်းနေလာသလိုတစ်ဖက်မှာကာမိုနိုင်အောက်ဆိုက်သုတ်ယူတန့်စင်ပေးမဲ့တတော်တွေမရှိတော့တဲ့အခါလေဓုနဲ့အတူမြေဓုကညစ်ပတ်လာတော့တာပေါ့။ သူတို့တွက်ချက်ထားတာကဖြင့်ကြောက်เสียကြီးပါကွယ်။ရွာကြီးမှာတစ်စက္ကန့်ကို1.8ကခွဲနှုံးနဲ့ပြုံးတင်းနေတဲ့ဒီနှုံးအတိုင်းသာဆိုရင်ဖြင့်နောက်ရာစုနှစ်တဝက်မှာရှိသမျှတက်တော့ကုန်ကုန်သွားမှာပဲတဲ့။လူတွေစွပစ်တဲ့အညစ်အကြေးဘလောက်ထိများနေသလဲဆိုတာစနစ်တကျတိုင်းထွာတွက်ချက်ကြီးကြတယ်။အဲ့ဒီအခါမှာသူတို့တွေ့လာရတာကသူတို့နိုင်ငံတွေမှာလူတယောက်နေစဉ်ဆုပ်ပစ်တဲ့ အမိုက်တိုင်းနဲ့အညစ်အကြေးစုစုပေါင်းပမာဏဟာအဲ့ဒီလူရဲ့ကိုခန္ဓာအလေးချိန်ရဲ့နှစ်ဆတိတိတဲ့များနေသိစရတဲ့ကွယ်ညစ်ကြေးဆိုတာရောခြေဝမ်းအညစ်ကြေးကအစသူ့ဆွနဲ့အမိုက်ရင်တို့မြောင်းနဲ့ဆွနဲ့ရီကားမော်တော်ရင်ကထွက်တဲ့ဒငွေအညစ်အကြေးအားလုံးပါတာပေါ့တို့နိုင်ငံမှာလည်းတိုင်းကြည့်ရင်တော့အဲ့လိုပဲများနေတာတွေ့ရမှာပဲသူလဲလူကိုလဲလူကိုကွယ် ကားတူကထွက်ထွက်ဒန်းခွေးနဲ့ပတ်သက်ပြီးတမီးမကြည်မနဲ့ဒါတစ်ခုရှိတယ်ကားတွေရဲ့ exhaust pipe ကိုတမျိုးတစ်ဖုံပြုတ်ပြင်ပြီးတုံးနေကြတဲ့ကိစ္စပဲတမီးတို့စီမှာတော့ကားတွေအတုံးနေလို့ဒီကိစ္စဟာအနောက်ဆက်ဖြစ်စရာဟုတ်ချင်မှာဟုတ်မယ်အန်ဒီကတော့ရန်ကုန်မြို့မှာကားကြီးတွေအသွားများတဲ့လမ်းမပေါ်မှာနေရတဲ့ဆိုတော့နေ့စဉ်နဲ့အမျှဒီကိစ္စကိုရင်ဆိုင်နေရတာအနောက်ဆက်ကြီးတစ်ခုပဲ ကားကြီးတွေရဲ့စက်တမ်းမှာတန်မာမဟုတ်တဲ့အတန်ကျဲလာမှုကြီးတွေကိုကြားနေရတာဒေါသထက်ဆရာကြီးပေါ့ကွယ်ဒီပါကိုနင်းတဲ့အခါဘရင်ဘရင်ဆိုတဲ့အတန်ကြီးကနားကွယ်လူမတက်တိုက်ပြိုလူမတက်တုန်ခါလာတာအဲ့ဒီကားကြီးကြောင်းဖြစ်လာတဲ့တုန်ခါမှုဟာအန်ဒီရက်နေတဲ့ငါးတက်အမြင်ကွန်ကရစ်ကျန်းပြင်ထီအောင်ကူးဆက်ပြီးတုန်ခါနေတာအဲ့ဒါတစ်စီးလည်းမဟုတ်နှစ်စီးလည်းမဟုတ်ရှားနဲ့ချီနေတဲ့ကားစီးကြီးစိတ်လူလေးရတနည်းတော့ အဲ့ဒီ exercise ပြင်တဲ့ကားကြီးတွေကိုစက်တန်ကိုနားထောင်ပြီးစင်ပြုစုထားအောင်ပဲတနေ့တနေ့အထက်ချင်းမြင်နိုင်လမ်းမပေါ်မှာ exercise မျိုးကိုနဲ့ရောအတန်နဲ့ရောသူများကားထက်နှစ်ဆသုံးဆပို့ဒုက္ခပေးနေတဲ့အကားအစီရေဘလောက်ရှိလိုက်မလဲရှိတွက်ကြည့်ခြင်းလို့တချို့ကားတွေရဲ့ exercise ငွေဟာသူမောင်းသွားသမျှတလန်းလုံးမဲမောင်နှံစောနေတဲ့မျိုးကိုမှိုင်းတွေနဲ့ပြည့်သွားတာပဲကားပိုင်ရှင်တွေဟာ ။ဘာဖြစ်လို့ဒီလိုညစ်ပတ်တဲ့စိတ်ရှိကြတာလဲ။ဘယ်သူတည်းတည်းငတိမာပြီးရောဆိုတဲ့အဖြစ်တည်းဆိုတဲ့ယုံမာမှုပဲ။ငတိတယောက်ထဲမှာပြီးသူများတွေကသာဂရုစိုက်ဖို့ကွာလို့တကူလောင်းဆန်လာကိုစိုးဝါလာတယ်လို့မပြောနိုင်ပေမဲ့အဲ့ဒီတည်နေတဲ့သူများတွေဟာငတိကြောင့်တည်ရတာလည်းဖြစ်နိုင်မယ်ဆိုရင်အဲ့ဒီငတိကတော့တော်တော်ရိုင်းဆိုင်ယုံမာတာပေါ့။စတန်ဘရင်ဘရင်နဲ့မြေအောင်အစ်စောပိုက်ပြုပြင်ထားတာဘာကြောင့်လဲလို့အန်တီမေးဆန်းကြည့်ဦးတယ် ကိုနဲ့ခင်မင်းနေတဲ့ကားနဲ့ရင်းနှီးကျွမ်းဝင်နေသူတို့ကိုမေးကြည့်တာပေါ့အန်ဒီကခွင်းလွတ်ကြည့်ခြင်းလို့လေဒီလိုလိုချင်းအပြင်ဒက်စီကုံတက်တာစီလို့လားလို့မဟုတ်ဘူးတဲ့လုံးဝမတက်ဆိုင်ဘူးတဲ့တယောက်ကတော့စက်ပူရတက်ကြအောင်လို့လောက်ကြတာလို့ခံမှန်းတယ်တယောက်ကတော့ဒီပါနင်းပြင်းပြင်းမြည်တဲ့အတန်ကိုလိုချင်လို့ဖြစ်မှာပေါ့လို့ခံမှန်းတယ်ဖျားဖျားအန်ဒီဖြင့်ဘလို့မှခွင့်မလွတ်နိုင်ဘူးကွယ် ကဘာမြေထူးနဲ့လေထူးကိုအတန်တယ်ရောညဉ့်ညမ်းစေမှုနဲ့ရောဒုက္ခပေးနေတဲ့ဒီကားကြီးကားငယ်တွေကို နေ့စဉ်စက္ကန့်တိုင်းစဉ်ဆက်မပြတ်သီးခံနေရတာဘလောက်စိတ်ပြတ်ဖို့ဒေါသထွက်ဖို့ကောင်းလဲကဘာကြီးစုညံတုံခါနေတာအရေးမဆိုင်ဘူးကဘာကြီးပူနွေးရုံမကမိလောင်ပြကြသွားလဲခကြူးမဆိုင်ဘူးအဲ့ဒီအတိလဲသူတို့မှရှိဟန်မတူပါဘူးတို့ဗုဒ္ဓဘုရားရှင်ကဟောတဲ့ကဘာကြီးတစ်ချိန်မှာမိလောင်ပြစီမယ်ဆိုတာလေ ဲ့ဒီအချိန်ကတိတ်မွေးတော့ဘူးလို့ထင်တယ်။အဲ့ဒီအချိန်ဝေးစတဲ့ဝေးအောင်ဆွဲဆန့်ထားလို့ရသလား။ကဘာအရရကသိပ္ပံပညာရှင်တွေကတော့ဤအမျိုးမျိုးနဲ့ကဘာကြီးရဲ့ပူနွေးမှုကိုလျှော့ချဖို့ပြင်ဆင်တင်ကြောင်းအစိုးတင်သွင်းကုန်ကြပြီ။ကဘာကြီးပူနွေးလာမှုကိုဘလို့တားဆီးလျှော့ချပြပြန်မလဲလို့သူတို့တွေ့ကြည့်ကြတယ်။လူအမျိုးမျိုးဤအမျိုးမျိုးပေါ့ကွယ်။ဘလောက်ပဲနေတွေ ဆုံးနေပါစေအဓိကလူရင်းနည်းနည်းကတော့နည်းနည်းလေးပါပဲ။ နံပါတ်၁လူဦးရေကိုကန့်တတ်ရမယ်။ကမ္ဘာလူဦးရေတိုးနှုန်းဓာတ်ထက်လျှော့အောင်ထိန်းသိမ်းရမယ်ပေါ့။သမီးကြားမိမလားမသိဘူး။တရုတ်နိုင်ငံမှာမိသားစုတစုကိုသားသမီးတယောက်ပဲယူရမယ်လို့ကန့်တတ်လိုက်ပြီတဲ့။အန်ဒီကအစိုးမြအစိုးမြင်ဝါဒီတော့မဟုတ်ပါဘူး။ဒါပေမဲ့မှန်နေတာတကူကတော့ကမ္ဘာစစ်ကြီးတွေဟာလူဦးရေကိုတန်တိတဖုံကန့်တတ်ပေးတယ်ဆိုတဲ့အချက်ပဲ။ဘာပဲဖြစ်ဖြစ်အခုဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ တတိယကမ္ဘာစစ်မပေါ်သေးတာဝမ်းသာစရာပါပဲလူကြီးတွေကန့်တတ်ဖို့နီလန်းတွေထဲမှာစတဲ့မြောက်သူများလာဖို့ဆိုတဲ့နီလန်းလည်းလိုတယ်ဒါမှလည်းဂျမားရဲ့ဘုသူတကိုပြောရင်နားလည်လက်ခံပါလေ best control လို့ခေါ်တဲ့မွေးဖွားနှုန်းကသက်ထိမ့်ချုပ်တဲ့နှီးကိုတော့ဓာတ်ရိုက်ပတ်သက်မှန်အားလုံးသိနေမှာပါနံပါတ်2ကဘာကြီးကျမ်းမာစီဘူးတင့်လျော်တဲ့စက်မှုနည်းပညာကိုသုံးရမယ် ဆိုလိုတာကပဝန်းကျင်လေးတို့ညဉ့်ဉန်းမှုလျှော့သေးပြီးကမ္ဘာစီးပွားရေးအကျိုးကျေးဇူးလည်းမထိခိုက်တဲ့ဉာဏ်ပညာတွေကိုသုံးရမယ်ပေါ့ဥပမာတချို့နမကြီးကားကုမ္ပဏီကြီးတွေကအဒီလိုအစိတ်တောက်နေစေတဲ့ပစ္စည်းတွေနဲ့သူတို့ကားတွေကိုထုတ်လုပ်နေကြပြီးပြဿနာကဈေးနည်းနည်းမြင့်နေတယ်ဒီတော့ဈေးနှုန်းသက်သာမှုကိုအဓိကရွေးတဲ့ဝယ်စုတော်တော်များများသူတို့ကားတွေကိုလှည့်တောင်းမကြည့်ကြဘူးဘူးမဆိုင်ကြဘူး ဒါမှပတ်ဝန်းကျင်ညဉ့်ညမှုကိုဂရုမထားမိတဲ့လူတွေဟာငွေတက်တာတာကိုပဲရွေးကြတာသဘာဝပါပဲနံပါတ်3စွန့်ပစ်ပစ္စည်းတွေကိုပြန်တန့်စင်ပြီးလူသုံးကုန်အဖြစ်ပြန်ထုတ်တဲ့နည်းကိုပြန်သုံးပြုရမည် recycle and recyclable material လို့သူတို့သုံးနှုန်းလေးရှိတယ် recycle ဆိုတာစွန့်ပစ်ပစ္စည်းကနေပြန်ထုတ်ထားတဲ့လူသုံးကုန်ပစ္စည်းကိုခေါ်တယ် သမီးတည်တာတဲ့အနည်းဆက်ဆုံးဥပမာကတော့ဆက်ကူပါပဲအန်ဒီရိုနိုင်ငံမှာဆက်ကူကအဓိကအသုံးပြုနေတဲ့ပစ္စည်းပေါ်အဲ့ဒီ recycle and recyclable material တွေအကြောင်းနောက်တစ်ခါကျမှတက်တက်ပြောပြမယ်နော် recycle live ဆိုတာကပြန်လည်တန့်စင်ပြီးကုန်ပစ္စည်းတစ်ခုခုအဖြစ်ပြန်ထုတ်ပြီးဖို့ဝယ်ကူတဲ့အရာကိုခေါ်တာပါဆက်ကူဟာအကောင်းဆုံး recycle rebate မိပေါ်ပစ္စည်းပေါ်သမီးရဲ့ ရှင်တန်ဘူးအယောင်ကြီးတွေကို recycle ပြန်လုပ်တဲ့လုပ်ငန်းစဉ်အစဉ်စဉ်ကို တခါတော့ကမြမအယုတ်ရှင်တန်ကြမှာကြည်လိုက်ရဘူးတယ် Science Wall လို့ခေါ်တဲ့ programming တခုကနေလာတာအဲ့ဒီ Science Work programming လာတာကြာပြီးထင်တာပဲအဒီပဲမကြည့်ပြတာလားတော့မပြောတတ်ဘူးအဲ့ဒီအစီအစဉ်ဟာအမီတို့လိုကျောင်းသူကျောင်းသားတွေအတွက်အလွန်အသင့်တော်လားဒီတန်ဖူးကုန်လေးကို ရေးစေး ရေဘူးကနေအားလုံးကိုဟိုဘက်ဒီဘက်ဖိညက်တဲ့ဆက်ကြီးတွေနဲ့ဖိညက်ချလိုက်တဲ့အခါရှားပေါင်းများစွာသောဘူးပွန်တွေဟာကျစ်လိနေတဲ့အတုံးတုံးဖြစ်သွားတယ်။အဲ့ဒါကိုမီးနဲ့ဘူဝေးပြီးအစီကျူတာတမီးရဲ့ရေကျူပြီးတဲ့နောက်အဲ့ဒီပလတ်စတစ်အရေကိုချင်းမြင်တွေလိုဖြစ်အောင်အမြင့်ဖြစ်အမြင့်ချလိုက်တယ်။အဲ့ဒါခါအဲ့ဒီချီဟာအချီလိုပူးကြည့်မြင်ဖြစ်သွားတာပေါ့ကွယ်။အမြင့်ကြီးတာပေါ့ အဲ့ဒီလိုခြေတုပ်ခုံးတို့ကော်သောတို့ရဲ့ယူတာလွမ်းနေပြတခုပြောရအောင်မယ်အန်ဒီတို့သမီးတို့လွယ်ကူအားရပါရသုံးနေတဲ့ဂျူဂျူအိတ်တွေဟာရီစိုက်ကယ်လုပ်လို့ရတဲ့ပစ္စည်းတွေပဲအဲ့ဒီအကြောင်းနိုင်ကြမှာပြောပြမယ်နံပါတ်၄ကဘာအရရမှာရှိသမျှလုပ်ငန်းတွေကိုပဝန်းကျင်ထိန်းသိမ်း၍အမြင်ရှိအောင်တင် जा ပေးတယ်နီးတချို့လူတွေလူတွေအတော်များများပေါ့ကွယ် ခွားမြကြီးဟာကိုယ့်ရဲ့အိမ်နောက်ဖေးနဲ့ဆက်ဆက်နေတယ်ဆိုတာသတိမရှိကြဘူးတမီးရဲ့အဲ့ဒီအချက်ကိုမြင်လာတာကတော့မြူတိုင်းမြူတိုင်းရဲ့နောက်ဖေးလမ်းကြားမြင်ကွင်းတွေပါပဲနောက်ဖေးလမ်းကြားမြင်ကွင်းတွေအကြောင်းတမီးကိုတက်တက်ပြောပြအောင်ပါပါခွားကြီးကို ကျမ်းမာကူအောင်ကူတာဖို့ဆိုတာလုံးခြုံပြောရရင်တော့လူတွေဟာတူးချင်းစီတေတရားရှိဖို့ကိုကျင်တရားရှိဖို့လည်းအရေးကြီးတယ် ဘာမှခက်ခဲတာမဟုတ်တဲ့ကိစ္စလေးတစ်ခုကိုအသိရှိရှိလူတိုင်းလိုက်နာကျင့်သုံးဖို့အရေးကြီးတယ်။အချိန်တူတူလေးမျက်စိရှိမှမှကာလတူတူလေးကသာကြီးမိစဉ်းစားမိကြတဲ့ short term thinking လေးရှင်တွေကိုပယ်ဖြောက်နိုင်မှဖြစ်လိမ့်မယ်။အဲ့ဒီအသိစိတ်ကပိုက်ဆံချမ်းသာတာဆင်းရဲတာနဲ့တိတ်မဆိုင်လာတာပဆန်ချမ်းသာပြီးငွေကိုရေလိုသုံးဖြုံးနေတဲ့လူတွေမှာအတိမရှိတဲ့ခါငွေစင်းရင် အဲ့ဒီအဒီစိတ်ကပိုက်ဆံချမ်းသာတာဆင်းရဲတာနဲ့တိတ်မဆိုင်လာတဲ့အဒီစိတ်ပါပိုက်ဆံချမ်းသာပြီးငွေကိုရည်လိုတုံးဖြုံနေတဲ့လူတွေမှာဒီအသိမရှိတဲ့လူတွေပါသလိုငွေဆင်းရဲပေမဲ့အသိပညာပြေဝတဲ့လူတွေထဲမှာပတ်ဝန်းကျင်ကိုကိုတဆန်းဘလောက်ထိမ့်သိမ့်ပြီးတဲ့လူအမျိုးအစားတွေအများကြီးရှိပါတယ်အဓိကကတော့အသိစိတ်တဲ့ပါပဲကွယ်ကလျာမဂ္ဂဇင်း1998 December ဤဆောင်မှလည်းဖန်နေစဉ်အတွင်းမှာစကလုံးအမှားရင်းဒါမှမဟုတ်ဒိဗေလွဲမစီတဲ့အမှားရင်းတခုခုဖြစ်ခဲ့ပါက ကျမစာဘတ်သူကြီးတာဝန်သာဖြစ်ပါကြောင်းနဲ့အဆုံးထိလိုက်ပါနာဆင်ပေးကြသောတူတယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆရာမပြောထားသလိုပဝန်းကျင်ကိုကိုတွန်းသလောက်ထိန်းသိပေးတဲ့လူတယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်